င်္ဂလာပါ27ပြလုံညီလာခံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ27ပြလုံညီလာခံအတွက် CSO Forum ဖြစ်မြောက်ရေးကော်မတီဝင်တူဦးဖြစ်တဲ့ကိုသွင်းလင်းအောင်နဲ့ဒီနေ့တွေ့ဆုံမိမြတ်တော့မှဖြစ်ပါတယ်ရှင်မင်္ဂလာပါကုသိုလ်ရောင်းရင်မင်္ဂလာပါဟုတ်ကဲ့ရှင်ပထမဆုံးအနေနဲ့ပေါ့နော်ဒီ27ရာစုပင်လုံးညီလာခံဖြစ်စဉ်မှာဒီ CSO အရက်ဖက်အဖွဲ့အစည်းတွေရဲ့အခမ်းအနားလေးကိုအရင်ဆုံးရှင်းပြပေးပါလားရှင်အဲ လုံးလုံးစေတော့ဟိုကျွန်တော်တို့အခန်းကဏ္ဍကတိတ်ပြီးတော့ရှင်းရှင်းလင်းလင်းမရှိဘူးဆိုတော့အဓိကတော့ဒီဟိုဂျူဂျူလိုင်လထဲမှာဒီနိုင်ငံတော်တိုင်နိုင်ငံပို့ကူကနေပြီးတော့27ရာစုပြည်လုံးညီလာခံနဲ့အပြိုင်ပေါ့နော် CSO Forum လုပ်လို့ရမယ်ဆိုပြီးတော့ကျွန်တော်တို့အတည်ပြုလာတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့က CSO Forum လုပ်ဖို့ဆိုပြီးတော့ကျွန်တော်စပြီးတော့ပြင်ဆင်ကြတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာရှင်းရှင်းလင်းလင်းမရှိသေးတာကအာကျွန်တော်တို့ဘလို့မျိုးဒီလို forum တွေလုပ်သွားမလဲဆိုတော့လုပ်ငန်းလမ်းညွှန်ခေါ်မှာပေါ့ TOR ကကျွန်တော်မရှင်းလင်းမရှိဘူးအဲ့တော့ကျွန်တော်က ကျွန်တော်ကကျွန်တော်တို့ဆွဲရမှာလားအစိုးရဆွဲရမှာလားမသိကြဘူးဒါပေမဲ့ကိုယ့်အကူရောစဆွဲမယ်ဆိုပြီးဆွဲထားတယ်ဒါပေမဲ့အဲ့ချိန်မှာအစိုးရဘက်ကအကြောင်းကြားလာတယ်သူတို့ကဆွဲမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကလိုချင်တဲ့အချက်တွေကိုသူတို့ပေးပါဆိုပြီးပြောလာတယ်ဆိုတော့အဲ့မှာကျွန်တော်တို့ကအဓိကအဲ့ချိန်တုန်းကဟိုနည်းနည်းလေးကွဲလွဲနေတဲ့အချက်ကနှစ်ချက်ရှိတယ်ဟိုကျွန်တော်တို့ဖြစ်ချင်တာနဲ့ပေါ့နော်ကျွန်တော်တို့ကဒီပြည်သူတွေနဲ့ပတ်သက်တဲ့ခဏဆုံ issue ဆုံးကိစ္စဆုံးကိုကျွန်တော်ဆွေးနွေးခြင်းတယ်ဒါပေမဲ့တစ်ဖက်ကပြောတာက နိုင်ငံရေးနဲ့လုံခြုံရေးကိုတော့ဒီရက်ဖက်ဖွဲ့စည်းကဆွေးနွေးလို့မရဘူးဆိုတာမျိုးပါတယ်ဆိုတော့အဲ့ဒီမှာလည်းကျွန်တော်ကကဏ္ဍပေါင်းစုံမှာကျွန်တော်ဆွေးနွေးခြင်းပါတယ်ဆိုတော့တစ်ချက်ကျွန်တော်အဲ့မှာဟိုတင်ပြခဲ့တယ်နောက်တစ်ချက်ကတော့ကျွန်တော်ဒီ CSO program တွေပြီးသွားတဲ့အချိန်မှာကျွန်တော်ရဲ့ရလတ်ကိုဟိုဘက်ကိုအဲညီလာခံကိုဘယ်လိုပို့အောင်လဲဆိုတော့ရှင်းရှင်းလင်းလင်းမရှိဘူးဆိုတော့ဒါပေမဲ့လက်ရှိနိုင်ငံရေးမူပေါင်းအရာဆိုရင်တော့သူကအဲသူတို့ဘက်ကဒီအစိုးရဘက်ကဖွင့်ထားတဲ့လုပ်ငန်းကော်မတီတွေကိုကျွန်တော်ကစာပေးတဲ့အဆင့်လောက်ပဲပေးပါတော့နော်အဲ့ဒီအရာကိုဟိုဘက်ကနေဘယ်လိုမှသူတို့သူတို့စုံဖြတ်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတော့ကျွန်တော်တို့က အဲ့ဒီလောက်မကောက်ဘူးပေါ့နော်ကိုဘက်ကတင်လိုက်တဲ့ချက်တွေကိုသွားပြီးတော့တည်တည်ချာချာဆွေးနွေးရှင်းလင်းပြတဲ့အဆင်မျိုးထိရောက်အောင်လို့ကိုစလဲပါလှုပ်ပြီးတော့လှုပ်ချင်ပါတယ်ဆိုပြီးတော့ကျွန်တော်အဲ့နှစ်ချက်ကိုတင်လိုက်တယ်ဒါပေမဲ့အဲ့ဒီချိန်မှာသူတို့ကတော့ရှင်းရှင်းလင်းလင်းပြန်ပြောလာတာတော့မရှိသေးဘူးပေါ့နော်ဆိုတော့လောလောဆယ်မှာကျွန်တော်တို့ရဲ့ရှင်းလင်းပြန်ပြောလာတာမရှိသေးဘူးဆိုတော့လေဟို process ကိုယ်တိုင်ကလည်းသူက process ကြီးကိုယ်တိုင်ကလည်းတချို့ကတွေ ongoing သွားနေတဲ့ဟာတွေရှိသေးတယ်မပြတ်သေးဘူးဆိုတော့အဲ့တော့ကျွန်တော်ဘက်ကဟိုလောလောဆယ်အခြေအနေကတော့ အဲ့ဒီအခြေအနေပြည့်ပြည့်စုံစုံကျွန်တော်မသိရသေးဘူးဒါပေမဲ့ကျွန်တော်တို့က CSO program လုပ်ဖို့ကတော့ကျွန်တော်ကျွန်တော်တို့လုပ်သွားမယ်ဆိုပြီးတော့ဒါပြင်ဆင်နေတာရှိတယ်ဒါပေမဲ့လက်ရှိဟိုနိုင်ငံရေးမူအောင်အရာကတော့အဲကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဆွေးနွေးရရှိချက်တွေကိုခုနစာပို့သလိုပို့ဆိုတဲ့အစင်လောက်ပဲရှိတယ် and ဒါပေမဲ့တခုကနည်းနည်းလေးအံ့ဩဖို့ကောင်းတော့လက်ရှိမူအောင်အရာကတော့ခဏလုံးဆွေးနွေးလို့ရတယ်ဒါပေမဲ့ information အစ်စ်ကတော့ခုနနိုင်ငံရေးနဲ့လုံခြုံရေးမှာဆွေးနွေးလို့မရဘူးဆိုတာမျိုးတော့ဖြစ်နေတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့ရမလားမရမလားဆိုတော့နည်းနည်းလေးစောင့်ကြည့်ရတဲ့ဘောတော့ရှိတယ်ဒါပေမဲ့တပိုင်းနဲ့အဲထဲမှာပဲတစ်ဖက်ကလည်းကိုယ့်အကူ CSO program ကိုတော့ ကိုယ့်အကိုလှုပ်တော့မယ်ဆိုတဲ့ပုံစံမျိုးတော့ရှင်းတော့ပါပထမညီမတို့ကြားထားသလိုပေါ့နော်ဒီ21ရာစုပင်လုံးညီလာခံနဲ့အတူဒီ CSO program ကိုလည်းဒီဘက်နဲ့ထည့်လှုပ်သွားမယ်ဆိုတဲ့အနေထားတစ်ခုပေါ့နော်ဟုတ်ကဲ့အော်ဟုတ်ကဲ့ရှင်အဓိကတော့အကူရောအနေနဲ့ကအဓိကဘာတွေကိုအဓိကထားပြီးဆွေးနွေးနေကြတာလဲရှင်ဒီ program ကတော့အဲအဓိကတော့ကျွန်တော်တို့ကခုနပြောလို့ပေါ့ပြည်သူလူထုနဲ့ထိဆက်တဲ့သူတို့အတွက်ဟိုနေ့စဉ်ကြုံတွေ့နေရတဲ့ဒုက္ခတွေဖြစ်နေတဲ့ကိစ္စရဲ့အားလုံးကိုကျွန်တော်ဆွေးနွေးနေကြတာဆိုတော့ကျွန်တော် CSO ဆိုတာလည်းပြည်သူလူထုရဲ့အတန်သူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့နှိမ့်နာချက်တွေကိုကျွန်တော်က အဆုံးဖြတ်နိုင်တဲ့ decision maker တွေပေါ့နော်ဆုံးဖြတ်ချနိုင်တဲ့လူတွေစီကိုကျွန်တော်ပို့ပေးရမှာဆိုတော့အဲ့အရာတွေအားလုံးကိုကျွန်တော်ဆွေးနွေးသွားမှာပဲအဲ့ဒါကြောင့်အဲကျွန်တော်တို့ချက်တင်းမှာတော့ဥမာအစိုးရဘက်ကကိုပထမဆုံးကခဏ၅ခုပေါ့သူတို့ပြောတာနိုင်ငံရေးလုံခြုံရေးစီးပွားရေးလူမှုရေးလေယာဉ်မြေနဲ့တရားစတာဆိုရင်၅ခုရှိတယ်အဲ့ငါးခုမှာအဲအစားတော့ကတော့ဟိုအကုန်ဆွေးနွေးရမယ်ဆိုပုံသဘောဖြစ်တယ်။နောက်ပိုင်းကျတော့တော့နိုင်ငံရေးလုံခြုံရေးကျွန်တော်မဆွေးနွေးရဘူးလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်တို့တင်ပြတဲ့အခါကျတော့ခန္ဓာတွေပဲကျွန်တော်မပြောတော့ဘူး။ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ဟာတွေအားလုံးကိုဆွေးနွေးချင်ပါတယ်ဆိုပြီးတော့အဲ့လိုမျိုးတင်ပြခဲ့တာ။ဟုတ်ကဲ့။ ဟုတ်ကဲ့ရှင်ဒီငင်းချင်းဖြစ်စဉ်နေနဲ့ပတ်သက်ပြီးတော့ဒီ CSO ရဖက်အဖွဲ့အစည်းတွေအနေနဲ့စိတ်ထဲမှာပေါ့နော်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ခန်းစားချက်တွေအရဘလို့ရှိမယ်ရှင်ဒါဝက်လက်ရှိပေါ့နော်ဒီစိတ်ထဲမှာဖြစ်တဲ့ဟာလေးကကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့အခုဂျင်ညာချက်တစ်ခုလည်းထုတ်ဖို့ရှိပါတယ်ဒီ27ရာစုပြင်လုံးညီလာခံအခုကျင်းပနေပတ်သက်ပြီးတော့ဆိုတော့ဘာဖြစ်ဖြစ်2015ခုနှစ်မှာလူလူထောက်ခံမှုနဲ့တက်လာတဲ့အစိုးရဖြစ်တယ်အဲ့ဒီအစိုးရကနေပြီးတော့မှတစုံတရာဥဆောင်တဲ့အခန်းကဏ္ဍမှာပါပြီးတော့အဲကျင်းပတဲ့ဖြစ်တဲ့အတွက်ကျွန်တော်ကအရင်လည်းမျှော်လင့်ချက်ထားတယ် ကောင်းလာပါစေလို့လည်းဆုတောင်းတယ်လို့ဟိုယုံလဲယုံကြည်မိတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာတော့ခုနပြောလို့အားနည်းချက်လေးတွေကတော့ရှိနေတဲ့အတွက်အဲ့ဒါတွေကိုလည်းကျွန်တော်တို့ကဆက်ပြီးတော့ထောက်ပြထားတာမျိုးတွေရှိတယ်ဆိုတော့ခုနပြောတဲ့အဲတစ်ဖက်မှာငញ្ញန်းဆွေးနွေးပြီးတော့အခုထိထူးစစ်တွေမရက်သေးတဲ့ကိစ္စတွေနောက်လက်မှတ်မထိုးတဲ့အဖွဲ့တွေပါနိုင်တယ်လို့ပြောပေမဲ့တကယ်ကြတော့မပါသေးတဲ့အဖွဲ့တွေလည်းရှိနေတာလေနောက်ကျွန်တော်တို့ CSO တွေဆိုရင်လည်းအဲတည်တည်ချာချာမပါနိုင်တဲ့ခက်ခဲတာမျိုးတွေရှိနေတယ်ဆိုတော့အဲ့ဒါတွေကိုတော့ကျွန်တော်တို့က ဟိုထောက်ပြပြီးတော့မှဟိုပြောဆိုထားတာရှိတယ်ဆိုတော့27ရာစုပင်လုံးပေါ်မှာအမြင်ကတော့အကောင်းမြင်တဲ့သဘောတော့ရှိပါတယ်ဒါပေမဲ့ပို့ပြီးကောင်းလာအောင်လို့တော့အကြံပြုချက်တွေပို့ပြီးတော့ပေးဖို့တော့လိုနေလို့အဲ့လိုမြင်ပါတယ် ဒီ20တရာစုပင်လုံးညီလာခံမှာပေါ့เนาะအရင်တော့ဒီ CSO ဖွဲ့စည်းကိုဒီပြောရမယ်ဆိုရင်ညီလာခံကိုယ်စားလှယ်ဆိုတဲ့နေရာမှာညီလာခံကိုတက်ရောက်သူတွေဆိုပြီးပြောင်းလဲပြီးတော့သူတို့တုံးတုံးလေးတွေကိုသိရရရှင်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီပုံမှာဒါကန့်တက်လိုက်တယ်လို့ထင်လာရှင်ဆရာရဲ့အယူအဆတွေပေါ့เนาะဘယ်လိုထင်မိမိလဲဒါဟောကျွန်တော်ထင်တာတော့ဒီလိုပြဟိုကျွန်တော်တို့ကအချိန်ဒီတိုးတက်လာလားဆိုးသွားလားဆိုတော့လက်ရှိအချိန်နေကျွန်တော်တို့ကနှိုင်းရှင်ထိုးအောင်မအောင်ဆိုတော့ CSO အတွက်ကတော့လက်ရှိအချိန်နေမှာက ဟိုသူတို့ကဆွေးနွေးပွဲလို့ပြောတဲ့ခါမှာဆွေးနွေးပွဲပုံစံနှစ်မျိုးရှိတယ်ခုနညီလာခံအဆင့်ပေါ့နော်ဒါတော့အခုတော့21ရက်သူပြည်တော်ညီလာခံလို့ခေါ်တယ်နောက်တစ်ခုကအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေဆိုတာရှိတယ်ဆိုတော့အစကတည်းကအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေမှာ CSO က CSO ဆိုတဲ့နာမည်မပါဘဲနဲ့ပါလို့တော့ရတယ်ဒါပေမဲ့ညီလာခံမှာပါဖို့ဆိုတာကလက်ရှိနိုင်ငံရေးဘုံမှာပေါ့ကျွန်တော်မပါဘူးမပါတဲ့ခါကျတော့ကျွန်တော်တို့ကအခုဒီ observer အဖြစ်နဲ့ပါဝင်ရတယ်ဆိုတဲ့ဟာကအဲတိုးတက်လာတယ်လို့ပြောဖို့လည်းခက်တယ်လို့စိုးရိမ်သွားတယ်လို့ပြောဖို့လည်းခက်တယ်ဒါပေမဲ့အခုဒီ21ရာစုပြည်လုံးညီလာခံမှာ တက်တဲ့လူတွေကကိုယ်စားလှယ်မဟုတ်ဘူး။ဒါတယောက်သူတွေပဲလို့ပြောလိုက်တဲ့ဟာကျွန်တော်ထင်တယ်တော်တော်လေးထိသွားနိုင်တာကတော့အစိုးရကလည်းကပါခဲ့တဲ့ဒိုင်းသားနဲ့နိုင်ငံဖွဲ့စည်းနိုင်ငံရေးပါတီတွေနဲ့သူတို့အဓိက dialog partner တွေပေါ့နော်ဆွေးနွေးဖက်တွေမှာတော့နည်းနည်းလေးသူတို့အတွက်ခံစားချက်ကောင်းနိုင်မယ်လို့မထင်ဘူး။ကျွန်တော်တို့အတွက်ကတော့လက်ရှိအခြေအနေနဲ့ရှင်းလိုက်လို့ရှိရင်ဘာမှတိတ်ပြီးတော့ထူချားလာတာမျိုးတော့မရှိပါဘူး။ CSO တွေအတွက်ကတော့ဟုတ်ကဲ့ရှင်။ဆရာတို့ဒီ CSO ရဲ့ဖက်ဖွဲ့စည်းဘက်ကတော့ဒီ20ရာစုဘလုံးညီလာခံကိုဘသူတွေကတက်ရောက်သွားကြမှာလဲရှင်အဓိက။အခုလောလောဆယ်မှာတော့ ျွန်တော်တို့ဒီဟိုရက်ဖက်ဖွဲ့စည်းတွေက50လောက်ကိုဖိတ်တယ်လို့ကျွန်တော်တို့ကြားရတယ်ဒါပေမဲ့အဲ့ဒါလည်းတော်တော်တော့ short notice ပါဒါသူတို့ဘက်ကလည်းဒီအလုပ်ရှုပ်နေရတယ်ပါတော့ဗောနော်ဆိုတော့28ရက်နေ့မှာမှကျွန်တော်တို့သိရတယ်ဗောညနေဆောင်တော့မှာအဲ့တော့အဲကျွန်တော်တို့ဒီဖြစ်မြောက်ရေး CSO ဖွဲ့ဖြစ်မြောက်ရေးကိုကျွန်တော်6ရက်ဖိတ်တယ်ဟုတ်ကဲ့6ရက်မှာ3ရက်ကတော့ကျွန်တော်တို့ observer အနေနဲ့9ရက်လုံးနေခွင့်ရှိတယ်3ရက်ကတော့ဖွင့်မဲ့ပြီးရင်သူတို့ပြန်ရမယ့်လူတွေဖြစ်တယ် ဆိုတော့အခုလောလောဆယ်မှာတော့၃ယောက်ကကျွန်တော်တို့ကကိုနေလင်းစိုးပေါ့နော်ကိုနေလင်းစိုးတော့ကျွန်တော်မတန်ဆောင်းအဖွဲ့ရပါနောက်ကိုရဲမျိုးဟိဆိုတော့တကောင်း institute ကနောက်တယောက်ကတော့ကျွန်တော်ကိုစိန်းခက်စိုးပေါ့နော်သူကတော့ကျွန်တော်တို့အာသူ့အဖွဲ့တော့ကျွန်တော်မေ့နေတယ်အဲဆိုတော့နောက်ထပ်အဲ့ဒါသူတို့တော့ observer နေနဲ့တက်မယ်အဲကျွန်တော်တို့လေးလာဟိုဖွင့်ပွဲမှာတော့ကျွန်တော်တို့ကိုတန်းထိုက်ဝင်းကျွန်တော် ABB ကနောက်ပြီးကိုအောင်မျိုးမင်း equality မြန်မာကအဲနောက်တစ်ယောက်ကအဲကိုကီး ိုကီယိုဆိုတာကျွန်တော်နာဂအမျိုးသားပါနာဂအဖွဲ့စီအဲတက်ပေါင်းလာကျွန်တော်6ရောက်ဟုတ်ပြီအဓိကတော့ဒီတက်ရောက်ပြီးတော့ဗောနော်အဓိကဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာဘာတွေအဓိကထားပြီးဆွေးနွေးတော့ဖို့အများဒီလောလောဆယ်ဗောနော်ဟိုစဉ်းစားထားလိုက်ရအောင်ပြလောလောဆယ်ကကျွန်တော်တို့က observer ဆိုတော့ကျွန်တော်ကဆွေးနွေးဝင်မရှိဘူးဆိုတော့ကျွန်တော်ကဒီအခင်းချင်းတွေဘယ်လိုမျိုးတွေတွားနေတာရှိလဲဘာတွေကတော့အားနေလဲအကောင်လဲဆိုတာကိုကျွန်တော်ကကြည့်ပြီးတော့အဲ့ဒီပုံမှာကျွန်တော်တို့ CSO တွေအနေနဲ့အခုတွားနေတဲ့ဆွေးနွေးဘက်တွေကိုဘယ်လိုပုံစံမျိုးနဲ့အဲကုညီပြီးတော့ပံ့ပိုးသွားရင်ကောင်းမလဲဆိုတာမျိုးကိုကျွန်တော်တို့က ဟိုစဉ်းစားမယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ရဲ့ဒီဘွဲကိုသွားရည်ရွယ်ချက်ဆိုတော့ observer ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့အဲ့မှာဝင်ရောက်ဆွေးနွေးခွင့်လည်းမရှိဘူးဆုံးဖြတ်ခွင့်လည်းမရှိဘူးဒါပေမဲ့ခုနမိကွန်းနဲ့ဆက်ဆက်ပြောရရင်အခုပထမဆုံးကျင်းပတဲ့21ရာစုပြည်လုံးညီလာခံကတော့ကျွန်တော်တို့တွေမဟုတ်ဘူးတခြားတကယ်အရေးအဓိကဆွေးနွေးဘက်တွေကိုယ်တိုင်မှလည်းတို့ကအဲ့လိုဆွေးနွေးဆုံးဖြတ်တာမျိုးတွေရှိမှာမဟုတ်ဘူးဆိုတာမျိုးတော့ကျွန်တော်တို့ဒီအခုမီဒီယာတွေမှာလည်းတွေ့နေရတယ်ဟုတ်ပါဘူးနော် အခုလေဒီ၂၀တရားစုပြည်လုံးညီနာခံကိုတချို့ဒီတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကလည်းဒီတက်ရောက်မှုရှိလို့သိရအောင်ခေါင်းဆောင်ကြီးတွေပေါ့နော်အဲ့ဒီပုံမှာဒီအကိုရဲ့သဘောထားမှတ်ချက်လေးတွေပေါ့ပြပြပေးပါအောင်ဟုတ်ကျွန်တော်ကတော့အဲ့ဒါကျွန်တော်တို့အခုထုတ်မဲ့ဒီကြီးညာချက်ထဲမှာလည်းထည့်ထားတယ်အားလုံးပါမှာတော့အဆင်ပြေလိမ့်မယ်ဒါပြောရလို့ရှိရင်တော့ဟိုတင်ချာဘက်ကိုတက်တည်ပြသလိုပဲဟို ပြည်လဲဖို့ဆိုရင်တော့အားလုံးပါမှာဖြစ်မယ်တစ်ဖွဲ့နှစ်ဖွဲ့ကြံခဲ့ပြီဆိုရင်တော့ဒီ process ကပြည့်စုံတဲ့ process မဟုတ်တော့ဘူးလို့ကျွန်တော်ကအဲ့လိုပဲအကြမ်းမြင်ယုံကြည်တယ်အဲဒါကြောင့်ထုတ်ထားတဲ့ကြေညာချက်ထဲမှာလည်းကျွန်တော်အဲ့ဒီချက်ကိုတည်တည်ချာချာဟိုအလေးပေးပြီးဖော်ပြထားတယ်ဆိုတော့လက်နက်ကင်ဟိုလက်မှတ်မထိုးတဲ့အဖွဲ့တွေပါတဲ့အတွက်တချို့အဖွဲ့တော်များပါလာတဲ့အတွက်ဝမ်းသာပါတယ်ကျေးဇူးတယ်ဒါပေမဲ့မပါသေးတဲ့အဖွဲ့တွေရှိတဲ့အတွက်ဒီညီလာခံတော့ကတ်နေပြီအဲအချိန်မဖြစ်နိုင်တော့ဘူးဒါပေမဲ့နောက်လုံးမဲ့ဒုတိယအချိန်27ရာစုပြည်လုံးညီလာခံမှာတော့ ပါနိုင်အောင်လို့အစိုးရနဲ့တက်မလို့ဘက်ကနေညှိနှိုင်းပေးပါဆိုပြီးတော့အဲ့လိုမျိုးကျွန်တော်ထည့်သွင်းပြီးပေါ်ပြထားပါတယ်ဟုတ်ကဲ့ရှင်ဒီနောက်တစ်ခုကပေါ့နော်ဒီနီလာကံမစခင်မှာကဒီတချို့ဟာတွေကဆိုရင်ထွက်လာတာတမျိုးဒီနီလာကံတကယ်တမ်းစတော့မယ်ဆိုတဲ့မှာတချို့ပြောင်းလဲသွားတယ်လည်းရှိရပေါ့နော်အဲ့လိုမျိုးပြောင်းလဲသွားတဲ့အပေါ်မှာကအခုအနေနဲ့နည်းနည်းသုံးသပ်ပေးပါလားရှင်ဟုတ်အမ်ကျွန်တော်ထင်တာတော့ဟိုတချို့ဟာတွေကရှေ့ဆိုးရွားကလုတ်ခဲ့တဲ့အပေါ်မှာနောက်ဆိုးရွားကလိုက်လုတ်ရတဲ့အပေါ်မှာလည်းခက်ခဲတွေရှိနေတာလို့မြင်တယ်အဲတချို့ဟာတွေကတော့ဟို ဒီ process ပိုင်းဆိုင်ရာပေါ့အဓိကကြာတာကတော့သူအလုံးမပါဝင်ခဲ့တဲ့ပြဿနာလို့ကျွန်တော်ထင်တယ်နိုင်ငံလုံးဆိုင်ရာအပြစ်ခတ်ရစေးစာချုပ်လို့ပြောပေမဲ့တကယ်ကြတော့21ဖွဲ့တိုင်းသားနိုင်ငံ21ဖွဲ့မှာ10ဖွဲ့ပဲပါခဲ့တယ်ဆိုတော့နောက်ဆိုးရအနေနဲ့ကအဲ့ဒီပုံမှာကင်တွေလှုပ်ဆောင်ရတဲ့အခါကျအဲ့ဒါတော်အခက်အခဲရှိရလို့ထင်တယ်နောက်တစ်ခုကနောက်ဆိုးရကကျွန်တော်ထင်တယ်သူတို့ရဲ့စိတ်ဆန္ဒကဟိုဒီတိုင်းသွားနေရတဲ့ဆိုင်စလိုက်တာစပြစ်လိုက်တယ်ဆိုရင်ပို့ပြီးတော့ကောင်းမယ်ဆိုစဉ်းစားချက်မျိုးရှိပုံရတယ်ဆိုတော့ဒါက ဟိုတစ်ဖက်မှာကြတော့လေတိုင်းသားလက်နက်ကင်နေတဲ့တခြားလူတွေကကြတော့ဒါဟိုဖိအားလားလို့မြင်တဲ့ပုံစံမျိုးတွေတွေ့ရတယ်ဆိုတော့အဲ့ဒါတွေကနည်းနည်းလေးဖြစ်နေတဲ့ process ပိုင်းဆိုင်ရာအခက်အခဲလို့မြင်တယ်ကျွန်တော်အနေနဲ့ကတော့စာပြစ်လိုက်တာကိုကျွန်တော်ကြိုက်ပါတယ်ဒါပေမဲ့ဟိုကျွန်တော်ငငယ်ကဟိုကျွန်တော်စာကျက်ဖို့ဆရာမတွေပြောလို့ပေါ့စာမိဖို့နဲ့ဆွဲမြဲဖို့လိုတယ်ဆိုတဲ့ကိစ္စမျိုးလို့ပေါ့စာပြစ်လိုက်တာတော့ကောင်းတယ်ဒါပေမဲ့ဆွဲဆွဲမြဲမြဲနဲ့တကယ်ရှိရေးကြာကြာနဲ့အောင်မြင်ဖြစ်သွားဖို့လည်းခင်းကျင်းနေတော့ဒိုလိမ့်မယ်လို့ကျွန်တော်အဲ့လိုပဲမြင်ပါတယ် ဟုတ်ကဲ့ရှင်ဒီငင်းချင်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့အကိုအနေနဲ့တခြားဖြည့်ဆွဲပြီးပြောကြမယ်ရှင်လည်းပြပြပေးပါအောင်တခြားဖြည့်ဆွဲပြီးပြောကြတာကတော့ကျွန်တော်တို့ကတောက်လျှောက်ပြောလာခဲ့တာရှိတယ်ဒါရုညီမြားကြီးပေါ့နော်ဆိုတော့ရှင်ရင်ပြောရင်ဒါရုညီမြားကြီးပျောက်ဆုံးနေတယ်လို့စဉ်းစားတဲ့တွေးခေါ်ချက်တည်းအနေနဲ့တစဉ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒါပြည်တွင်းစစ်တွေပြဿနာတွေဖြစ်နေကြတာလीဆိုတော့ဒါရုညီမြားကြီးကအရေးကြီးတယ်ဆိုတော့ဆွေးနွေးတဲ့အခါမှာလည်းဒါရုညီမြားဖြစ်ဖို့လိုတယ်ထွက်လာတဲ့အချက်တွေကိုကောင်တယ်ဖော်တဲ့အခါမှာလည်းဒါရုညီမြားဖြစ်ဖို့လိုတယ်ဒါပေမဲ့ဒီမနေ့ပဲကျွန်တော်တို့မီဒီယာပေါ်မှာ the ladies website မှာကြည့်လိုက်ရတဲ့အခါကျတော့ ကျွန်တော်ဒီရှေ့မှာဒီနာမည်ကပြားလေးတွေထားတဲ့အခါမှာဒီဟိုအစိုးရတက်မတော်ဘက်မှာတော့သူကသူ့ရဲ့ယာရုစင်တန်းတွေရေးထားပြီးတော့လက်နဲ့ကင်တိုင်းသားလက်နဲ့ကင်တွေဘက်မှာတော့အဲ့လိုမဟုတ်ဘဲနဲ့သူတို့ရဲ့ဟိုဥတွေဘာတွေတော့မတက်ဘဲနာမည်ကြီးပဲရေးတာမျိုးတွေတွေ့တယ်ဆိုတော့ဒါကတော့ကျွန်တော်ထင်တယ်တာလူညီများဖြစ်ဖို့အတွက်ကိုနည်းနည်းလေးအနောက်ရှက်ဖြစ်တဲ့ဟာလေးတခုဖြစ်မယ်လို့ကျွန်တော်ထင်တယ်။နောက်ပြောရလို့ရှိရင်ကျွန်တော်တို့ဆိုဒီနိုင်ငံရေးနဲ့ထောင်ချဘူးတဲ့ခါကျတော့ဒါအတိတ်ဆိုးတွေလိုတော့ဖြစ်လာတယ်လို့ထင်တယ်။ဘာလို့လဲဆိုကျွန်တော်ထောင်ထဲမှာဆိုရင် ဟိုအဲ့လိုတက်တက်နှိမ်တဲ့သဘောနဲ့သူကသူရှေ့ကဘာကြီးဖြစ်ဖြစ်ဦးဖြစ်ဖြစ်ကိုဖြစ်ဖြစ်မတက်ဖဲနဲ့အဲ့လိုနာမည်ကြီးပဲနှိမ်ခေါ်တဲ့သဘောမျိုးရှိတယ်ဆိုတော့အဲ့လိုဟာမျိုးအခုတကယ်နိုင်ငံဆင့်လုပ်တဲ့ဆွေးနွေးပွဲကြီးမှာလုပ်နေတာကတော့ကျွန်တော်ထင်တယ်တိတ်ပြီးတော့မတင်တော့ဘူးဆိုတော့အဲ့ဒါလေးဒါတည်တည်ဖောင်းဖောင်းလေးလို့ထင်တယ်ပြဿနာကြီးသွားနိုင်တယ်ဒါမျိုးလေးတွေပြင်သစ်ပါတယ်အဲ့လိုအဲ့ဒါလေးကျွန်တော်ထည့်ပြီးတော့ပြောချင်ပါတယ်ဟုတ်ကဲ့ဒီ20တရာစုပင်လုံးညီလာခံပြီးသွားမယ်ဆိုရင်ညီစင်းဖြစ်စင်းနေရပါတော့။ဒါမဲ့ဒီနှစ်တင်မှာဘယ်လိုပြောင်းလဲဖြစ်လာနိုင်မလို့ကိုယ်အနေနဲ့သုံးသပ်ချင်လဲရှင်။ ပြောဖို့တော့ခက်ပါတယ်ဒါပေမဲ့တခုရှိတာတော့ခုနပြောသလို2015မှာလူလူထောက်ခံမှုနဲ့တက်လာတဲ့အစိုးရဖြစ်တယ်ဒီအစိုးရကိုတကယ်ဖွဲ့စည်းထားတဲ့ NLD ပါတီဆိုတာလေ1988ခရဲကကျွန်တော်တို့နဲ့အတူတူတော့တိုက်ပွဲထဲမှာအတူတူပါခဲ့တဲ့ပါတီဖြစ်တဲ့အတွက်ကောင်းအောင်တော့လုပ်သွားလိမ့်မယ်လို့ကျွန်တော်တို့ကမျှော်လင့်နေယုံကြည်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းအခက်အခဲတွေရှိနေတာလည်းအားလုံးသိတာပဲလေ။အဲ့တော့အစိုးရဆိုပေမဲ့အခုတွားနေတဲ့ဒီညဉ့်ညဉ့်ရေးလုပ်ငန်းစဉ်ကြီးကိုတရားရုံးထိန်းချုပ်ဖို့အတွက်သူတို့မှာ ခွင့်အာဏာမရှိဘူးဆိုတာလည်းကျွန်တော်မြင်နေရတာပဲဆိုတော့ဒီစိန်ခေါ်မှုတွေကိုတော့ပေါပါနက်နက်နဲ့နိုင်ငံတော်တိုင်ပင်ခံကကြော်လှားပြီးတော့မှကျွန်တော်တို့ပြည်သူတိုင်းသားတွေအားလုံးလိုလိုလားတဲ့ democratic fair ပြည်တော်စုကိုတော့ရအောင် လုပ်နိုင်လိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်တယ်လို့ဆုလဲတောင်းပြပါတယ်ဟုတ်ကဲ့ပါအခုဒီပေါ့နော်ဒီ၂၀တရာစုပင်လုံးညီလာခံနဲ့ပတ်သက်ပြီးတော့အခုလိုမျိုး TV ကတိလို့တမယာကိုဖြည့်ချပေးတဲ့အတွက် TV ကအများကြီးကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်လို့အခုလိုစိတ်ဝင်စားနဲ့ကျွန်တော်ပြည်သူတွေကိုဖြန့်ပြူးနိုင်အောင်လို့ကျွန်တော်မျှော်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်